ကျွန်တော်အားလုံးပဲမင်္ဂလာပါပြပိုင် blog ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးတော့မယ့်အကြောင်းအရာပါเนาะစင်ကာပူနိုင်ငံမှာ construction slatter ပေါ့เนาะစောက်လွေဝင်တန်းလုပ်နေရလို့ဆိုပြီးမှတိုင်ငယ်နေတဲ့လူတွေရှိလားကိုကိုဘယ်လိုခံယူထားတာလဲကျွန်တော်အခုပြောပြမယ့်အချက်တွေမသိလို့တာကိုကိုကိုတိုင်ငယ်ရင်တိုင်ငယ်နေလိမ့်မယ်ပေါ့เนาะတကယ်တမ်းတော့ brother တို့ကပညာရှင်တွေပါပေါ့เนาะဆိုတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးတော့မယ့်အကြောင်းအရာတော့ construction လုပ်ငန်း လုပ်နေတဲ့လူတွေဒီအကုန်လုံးဒီပညာရှင်တွေပါဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာကြောင့်ပညာရှင်တွေလို့ပြောတာလဲဘာကြောင့်မို့လို့အထင်မသေးတင်တာလဲဘာကြောင့်မို့လို့တို့ရှိမှာအာသာချက်တွေအများကြီးရှိတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါကျေးဇူးပါဆိုတော့ဘာကြောင့်မို့ပညာရှင်တွေလို့ပြောတာလဲဆိုရင်နိုင်ငံရဲ့ money value ဒီအာရှမှာအဆင့်နဲ့နေရာမှာရှိတယ်ဆိုတော့ဒီလိုနိုင်ငံ structure ဒီလိုနိုင်ငံရဲ့ဖွဲ့စည်းပုံကိုအနီးကပ်လေ့လာခွင့်ရတဲ့လူတွေဒီ constraint slider အောက်ကလူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ constraint slider အောက်ကလူတွေဒီစင်ဝူနိုင်ငံရဲ့ဖွဲ့စည်းပုံ structure တွေကိုအနီးကပ်လေ့လာခွင့်ရတယ်ပြီးတော့ကိုယ်နိုင်ငံကိုပြန်တဲ့အချိန်ကျရင်လေစင်ဝူနိုင်ငံကခဏလေးတည်းမှာဘယ်လိုမျိုးတိုးတက်တာလဲသူတို့ရဲ့ structure တွေကဘယ်လိုမျိုးဖွဲ့စည်းထားတာလဲဆိုတာကိုလေ့လာခွင့်ရတဲ့လူတွေဒီဒီလိုလူမျိုးတွေလေ engineer မှကျွန်တော်ဒီလိုမျိုးလေ့လာခွင့်မရဘူးပေါ့နော်ပြီးတော့နောက်တစ်ခု engineer တွေရရလေ့လာခွင့်ရတယ်ဒါပေမဲ့ drawing ထဲမှာပဲတကယ်လက်တွေ့လောက်ရတဲ့ဟာကြတော့ကျွန်တော်တို့ဒီ construction လုပ်ငန်းကလူတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုလူမျိုးတွေဒီကျွန်တော်မြန်မာနိုင်ငံကိုပြန်လဲချင်ကြရင်အများကြီးအထောက်အကူဖြစ်တယ်ပြီးတော့သူတို့တွေဒါကျွန်တော်မြန်မာနိုင်ငံကိုအကောင်းဆုံးပေါ့နော်ထောက်ပံ့ပေးလို့ရတဲ့လူတွေဖြစ်တယ်ပေါ့နော်အကြောင်းရင်းရှိပါတယ်ဆိုတော့အရင်ဆုံးဥပမာပေးရမယ်ဆိုရင်ကျွန်တော် electrical ဘိုင်းကိုစတော့မယ် electrical ဘိုင်းမှာကျွန်တော်တိုက်ဆောက်တော့မယ်ဆိုရင်တိုက်တီထဲမှာဘယ်လိုမျိုးကေဘယ်ဂျိုးတွေသွားထားရလဲဘယ်လိုမျိုးကေဘယ်တွေမြုပ်ထားရလဲတက်မှတ်လိုက်အောင်ကျွန်တော်ဥပမာတစ်ခု wire short ဖြစ်ရင် salvation ြန်လှုပ်လို့ရအောင်တို့ဘယ်လိုမျိုးတွေဆက်သွယ်ထားတာလဲတို့ဘယ်လိုမျိုးတွေကေဘယ်တွေတွားထားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိတဲ့လူတွေဒီကျွန်တော်တို့ concession လုပ်ငန်းကလူတွေပဲတိတယ်နောက်တစ်ခု air con ဘိုင်း air con ဘိုင်းဆိုလဲအဲ့လိုပဲပေါ့နော်ကျွန်တော်တို့မြေအောက်မှာတွေ့ထားတဲ့ gas pipe ကနေထွက်တဲ့ဟာကိုတို့ဒီ type ဘောပြန်တင်ရမယ့်အရာဆိုတာတောင်းတောင်းလူလည်းမလုပ်နိုင်ဘူးပြောချင်တာက salvation လုပ်တဲ့အချိန်ညာလဲဘယ်လိုမျိုးလုပ်မလဲတွဲယုံနေပြီးမသွားဘူးပေါ့နော်ဆိုတော့ဒါမျိုးကိုကျွန်တော်တို့ drawing ကြည့်တတ်တယ်အင်ဂျင်နီယာဆိုရင် drawing မဲကြည့်တတ်တယ်ဘယ်လိုသွားရမလဲသူသိမှာမဟုတ်ဘူး ဆိုတော့သွားတက်တယ်ထားဒါပေမဲ့ air con pipe ဘယ်လိုမျိုးတွေကွေးမလဲသူတို့မသိဘူးเนาะဆိုတော့ဒါတွေကိုလည်းလေ့လာခွင့်ရတာကကျွန်တော်တို့ air con က air con သမားတွေဆိုတော့ construction selector အောက်ကတွေပဲလေ့လာခွင့်ရတယ် pipe ပိုင်းပေါ့เนาะ pipe ပိုင်းဆိုလည်းစဉ်းစားကြည့်ပါကျွန်တော်တို့တိုက်ကတစ်ထပ်တိုက်နှစ်ထပ်တိုက်မဟုတ်ဘူးပေါ့เนาะတိုက်အမြင့်ကြီးတွေမှာတခန်းနဲ့တခန်းဖွဲ့စည်းပုံကိုဘယ်လိုသွားမလဲဥမာ gas pipe နဲ့ရေ pipe line ခွဲထားအောင်ဘယ်လိုမျိုးခွဲမလဲအများကြီးပေါ့เนาะဆိုတော့တစ်ထပ်နှစ်ထပ်မဟုတ်တာဖြစ်တဲ့အတွက်သူတို့မှာနီးပညာရရှိတယ်ပြီးတော့ တယောက်နဲ့တယောက်နီးပညာတွေမတူတာကိုဘယ်လိုမျိုး adjust ပြန်လုပ်ရလဲတမျိုးတွေရှိရဲ့ရေမြေပုံစံမတူရဲ့နေရာတွေမှာဥမာကျွန်တော်မြန်မာနိုင်ငံပြောမယ်ဆိုရင်ရက်ကွက်ချင်းရက်ကွက်မတူတဲ့ခြေနေမှာဘယ်လိုမျိုးသူတို့တွေလှုပ်ရှားသွားလဲဘယ်လိုမျိုးသူတို့တွေခွဲသွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာနေရတာလေ consultant selector အောက်ကလူတွေပဲခြေတန်း consultation selector နဲ့လာရတဲ့လူတွေဒီပညာရှင်တွေပညာအရန်ရတဲ့လူတွေပေါ့နော် accounting တွေတွက်ချက်တာပဲရမယ် ဒီလိုပြောလို့အကောင့်အသင်းကိုနှိမ်တာလည်းမဟုတ်ဘူးပေါ့နော်ရုံးပိုင်းကိုသွားမလုပ်ရဘူးလည်းမဟုတ်ဘူးလူတက်တာတယ်ပတ်စံရတယ်ဒါမှမပညာမရဘူးပြောချင်တာဥမာစေးလင်းခန်းကျင်ဒီတလုံးလူတိုင်းရောင်းတတ်တယ်ပေါ့နော်ဘာချိုးနှချောင်းတွေ့ဖို့ဆိုတာတောင်းတောင်းတူမလုပ်နိုင်ဘူးတော့ပြောချင်တာ construction seller လုပ်နေရလို့တိမ်ငယ်စရာလည်းမလိုဘူးချက်စရာလည်းမလိုဘူးဟိုအလုပ်ပြောင်းဖို့အရင်ဖိအားပေးစရာလည်းမလိုဘူးပေါ့နော် pressure အရင်ညားစရာလည်းမလိုတကယ်တမ်းပုံမှန်လေးပဲကြိုးစားဆိုတော့ကိုယ့်အကူဖြစ်ပါတယ် concession slot ဒါအောက်မှာလုံနေတဲ့လူတွေဒါရနိုင်တဲ့အားသာချက်တွေကခုနကျွန်တော်ပြောသလိုပေါ့နော်အာရှမှာ အဆင့်နဲ့နေရာရှိတဲ့စင်ကာပူနိုင်ငံရဲ့ structure ကိုကောင်းကောင်းကြီးလေ့လာလို့ရတဲ့လူနိုင်သည် construction slider အောက်မှာလုပ်နေတဲ့လူတွေဖြစ်တယ်။ဘုံမိုင်းကလူတွေနဲ့ရှင်းမယ်ဆိုရင်လည်းကိုကပညာရှင်ပဲ။ဘာလဲဆိုပြောပြပါမယ်။ engineer ဆိုပြီးမှလည်းအထင်ကြီးပါနဲ့ပေါ့နော်။တချို့ engineer တွေမှာလက်မှတ်ပဲရှိတယ်။အဆင့်သာရှိတယ်အချင်းမရှိဘူး။တို့ရုပ်ဆင်းမဲ့အာလက်မှတ်ကြီးပဲရှိတယ်ပေါ့နော်။တကယ်တမ်းပေချိုးမတိုင်းတဲ့လူတွေအများကြီးပဲ။တကယ်ကျင့်တွေ့တော့မကင်တတ်ဘူးအဲ့လိုလူတွေအများကြီးပဲပေါ့နော်။ တကယ်တမ်းလုံနေရတာလက်တွေ့လုံနေရသည် construction letter သမားကလူတွေလုံနေရတဲ့လူတွေအများကြီးရှိပါတယ်။ဘာကြောင့်မို့တိမ်ငယ်နေတာလဲ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်။ live ပေါ်မှာကျွန်တော်ခဏခဏတွေ့ရပါတယ်ပေါ့နော် TikTok တွေမှာ။ပြီးတော့ single group တွေမှာလည်းအများကြီးတွေ့ရပါတယ်။ construction letter လုံနေတဲ့လူကိုတယောက်ကိုသူက video လေးရိုက်လိုက်တယ်တင်လိုက်တယ်။အော်ငါဒီလိုမျိုးဒီလိုမျိုးရိုက်ရလို့အာတချင်းလေးကလည်းလွန်လွန်ဆွေဆွေလေး။အဲ့ဒါဆိုတော့ကြည့်နေတဲ့လူတွေကလည်းဘာဖြစ်သွားလဲဆိုရင်အော် construction letter ဆိုတာဒါမျိုးလောက်ရလား PDP စုပ်လေးတကယ်တမ်းမဟုတ် တကယ်တမ်းစင်ကူမှာလွတ်လုံနေရတဲ့လူတွေလာကြည့်ကြည့်မြန်မာနိုင်ငံလောက်မဖြစ်မှန်းပြောပြတာပေါ့နော်တကယ်ပြောပြတာကျွန်တော်ကိုယ်တိုင်လည်း construction slider အောက်မှာလုပ်နေရတဲ့လူပြီးတော့နောက်တစ်ခုမလုပ်ဘူးလို့ကျွန်တော်ကပြောနေရလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်လည်းလုပ်ခဲ့ပြုပါတယ်ပြောချင်တာကဆိုတော့အားတာချက်ကြီးပြီးတော့နောက်တစ်ခုအထင်သေးစရာလည်းမလိုဘူးပြီးတော့ပြောချင်တာကဆိုတော့ပြီးတော့နောက်တစ်ခုကပြောချင်တာကစင်ကာပူကိုရောက်မှတည်လာတာတစ်ခုကပေါ့နော် construction site တဲက brother တွေဒီ ခံနိုင်ရင်အရှိဆုံးပြီးတော့နောက်တစ်ခုတကယ့်ပညာရှင်တွေပြီးတော့ရင်ကျန်းမာရေးခံနိုင်ရင်အရန်ရှိတဲ့အင်ဂျင်နီယာနဲ့ရှင်လိုက်အများကြီးกว่าတယ်အင်ဂျင်နီယာဒီရောရင်ကြည့်မယ်ဘာမှမလုပ်ရအောင်ဖြားရင်ဖြားနေမယ်ဒါမဲ့ကွန်ဆက်ရှင်ဆက်တာတမားဒီဒီတိုင်းပြေးလွှားနေတယ်လေကခဏတက်ပြန်တက်ဆိုလဲတက်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကသူတို့တွေဒီအင်ဂျင်နီယာနဲ့ရှင်အများကြီးတန်ဖိုးရှိတယ်ပြီးတော့ဒုံရင်ဆွဲရတာလွယ်တယ်တကယ်တိုက်ဆောက်ကြည့်အင်ဂျင်နီယာတွေဒီဘာမှမဟုတ်ဘာမှမလုပ်တတ်ဘူးပြောချင်တာ drain လောက်ပဲရမယ် ဆိုတော့တကယ်တမ်းလက်တွေ့လောက်ရတဲ့ brother construction က brother တွေအကုန်လုံးဒီပညာရှင်တွေပဲပေါ့နော်။ဘာကြောင့်ကိုကိုတိတ်ငင်နေရလဲ။ဘာကြောင့်ကိုကိုကိုအားငယ်စိတ်ဝင်နေရလဲပေါ့နော်။ဆိုတော့ပြောချင်တာကအာရှမှာအဆင့်နဲ့နေရာမှာရှိနေတဲ့စင်ကာပူနိုင်ငံရဲ့ structure ကိုကိုကကောင်းကောင်းကြီးလေ့လာရတာဖြစ်တဲ့အတွက်ကိုကိုအကုန်ယူနေပါ။အားငယ်နေစရာမလိုပါဘူး။ဘာမှအလုပ်လဲပြောင်းစရာမလိုပါဘူး။ပုံမှန်လေးပဲစူးစမ်းနေသူ့နေရာနဲ့သူရောက်သွားလိမ့်မယ်ပေါ့နော်။ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲ။ ောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ဆိုတော့ constant ချင်းက brother တွေအကုန်လုံး fighting ပါ bye bye